စကိုင်းနိုင်ရင်တော်မျိုးကိုလက်လွတ်ဆုံးရှုံးထားရတဲ့စိုးစုဟာမြို့နီးဝင်းကျင်ကရွှေဘုံမြကြီးနာကားလန်းပေါ်မှာရှိတဲ့ကျေးရွာတွေကိုဘုံကျဲပစ်ခတ်နေတယ်လို့ In the Revolution IR အဖွဲ့တာဝန်ရှိသူတူကဆိုပါတယ်။ Abila 14ရဲ့တကြံအကြနဲ့ဒီကနေ့မွန်းတဲ့7နာရီထိုးကနေမှ In the မြို့နဲ့မိုင်20ခန့်အကွာရွှေဘုံမြကြီးနာကားလန်းဘေးမှာရှိတဲ့ပိန်းနေကုန်းကျေးရွာကိုစိုးစုကဘုံကျဲပစ်ခတ်လို့ထိခိုက်ဒဏ်ရာရရှိသူတွေရှိနေပါတယ်။ အင်ဒိုမျိုးအနီးဝင်းကျင်ကိုစိုးစုကဂျက်ဖိုက်တာတစီနဲ့ဘုံကျက်ပြစ်ခတ်ခဲ့တာဖြစ်ပြီးဘုံနှလုံးဟာပိန်နေကုန်ကြွရဖုံးကြီးချောင်းပေါ်ကြားရောက်ပေါက်ကွဲခဲ့လို့ထိခိုက်ဒဏ်ရာသူတွေရှိပေမဲ့သေဆုံးမှုတော့မရှိဘူးလို့ကနအူးသိရပါဗယ်။စကိုင်းနိုင်ကတာခရိုင်အင်ဒိုမျိုးတွင်စိုးစုနောက်ဆုံးလက်ကျန်စကန်ဖြစ်တဲ့ဂျပန်နိုင်ငံကုန်းနေရာကိုပြီးခဲ့တဲ့ AP တရက်မှာတော်လန်ဤတပ်ဖွဲ့တွေကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး6ရက်အကြာ AP 9ရက်မှာအပိသက်သိမ်းမိုက်နိုင်ခဲ့တာပါ။ အင်းတော်မျိုးကိုလက်လွတ်ခဲ့ရတဲ့စိုးစုဟာစကိုင်းတိုင်းကာသုံးလုံးခရိုင်နယ်မြေတွေထဲကိုနေစဉ်လေကြောင်းဘုံကျဲပြစ်ခတ်နေတာဖြစ်ပါတယ်။